ကျန်တဲ့လူတွေကမတိုက်ခွင်းနဲ့ဒီတိုင်းနေပြီးတော့သူ့တပီနယ်တဲပဲလွတ်လပ်လွတ်မြောက်သွားရင်တော့သူခွဲထွက်ခွင့်တောင်းပြီးတော့မှသူဘဝလိုမျိုးသူလည်းနေနေမှာပေါ့ဒါကတော့သူလွတ်မြောက်အောင်တိုက်ထားတဲ့ခေါင်းဆောင်တယောက်သူ့ရဲ့လူမှုအနာဂတ်ကိုသူ့အတူဖန်ပြီးပိုင်ဝင်သူ့မှာရှိတယ်လေအလုံးမင်းလာပါ မင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့အောင်2025ခုနှစ်အော်တိုဘာလ16ရက်နေ့ပေါ့နော်ထုံးတန်းတိုင်းတည်င်းလေးနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ပေးမှာပေါ့တည်င်းလေးပတ်သက်ပြီးတင်ဆက်ပေးမယ်အထဲမှာမှကျွန်တော်တို့ဟိုပါပေါ့ကမ်ပိန်းလေးတစ်ခုတောင်းမယ်ကျွန်တော်နာမည်လေးပေးထားသွားပြီးတော့သဘောကျတာပေါ့အနည်းမခံမြင်းကြံအနည်းမခံမြင်းကြံဆိုပြီးတော့မှကမ်ပိန်းလေးဟိုဟာလောက်ထားတာပေါ့เนาะဒါပေမဲ့အခု NCA မှာကြတော့သူကဘာဖြစ်နေလဲသူက အနင်းခံမှုသွားတဲ့လူတွေပုံစံမျိုးပေါ့နော်အနင်းခံမှုသွားတဲ့ပုံစံမျိုးဖြစ်နေဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဟိုရက်ကပြောပြီးွားပြီပေါ့နော်ပြောတော့လူထုတွေငါတို့လက်နဲ့ကင်တာလူထုတွေလက်နဲ့ကင်တာလူထုတွေလက်နဲ့ကင်တာအကုန်လုံးကလူထုတွေလက်နဲ့ကင်နေပဲပြောကြတာကျွန်တော်တို့နိုင်ငံကလက်နဲ့ကင်နေမှန်သမျှကိုကြည့်ကြည့်လူထုတွေလက်နဲ့ကင်တာမေအွန်လိုင်းစစ်တပ်ကလည်းဘာပြောပြည်သူလူထုတွေ တို့မှာဒီကိစ္စဒီဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ပေါ်ပေါ်ထွန်းလာဖို့အတွက်ဒါမဲလိမ်မဲခိုးမှုကြောင့်အာဏာသိမ်းရပါတယ်ပြီးလို့ရှိရင်ဒါအခုတိုင်းနာတော်လှန်ရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်ရတာလဲ PDF တွေကိုတိုက်ခိုက်ရတာလဲဒါလူထုအတွက်ပဲအပြည်သူလူထုအတွက်ပဲအော်အကုန်လုံးကတော့ပြည်သူလူထုအတွက်ကြီးပဲပြောရတာဟိုဘောကပေါ့တကြီးကရင်ဟိုကရင်အမိုးတကြီးပြောသလိုပါတရားဟိုဖိုးခွားတို့စစ်တပ်ကလာရင်လဲ ပြည်သူလူထုအတွက်အမိုးတို့ KNU ကလာရင်လည်းပြည်သူလူထုအတွက်လည်းနောက်ဆုံးကျတော့အမိုးတို့အရင်ကြက်တွေကုံသွားတာပဲရှိတယ်ဟိုကလာတဲတော့လေသူအရင်ကြက်စစ်တပ်ကလာတဲတော့လေတကြီးရင်ဆိုတော့လာပြီးတော့တကြီးကြက်လေးပါလေးပေးဟောပါရတော့စစ်တပ်ကလာပြန်တော့လေကြက်ပေးလိုက်ရဗျာဟို KNU ကလာပြန်တော့လေအမိုးကြက်ပါကြတော့အဲ့ ချောချောဘောချောဆိုလေပြီးလဲပြန်အောင်ဆိုတော့နောက်ဆုံးတော့လူလူတွေလှုပ်လှုပ်တာအမိုးရင်အကျက်ကုံသွားတာပဲအဖက်တင်နေဆိုလိုပေါ့ဒီတိုင်းပဲကျွန်တော်တို့လက်နက်ကင်တွေအကုန်လုံးကပြောလိုက်ရင်လူလူတွေကြီးပဲလူလူကိုကိုသားမပြုတဲ့လက်နက်ကင်ဆိုလိုတယောက်မှမရှိဘူးဒါပေမဲ့လူလူကိုကိုသားပြုတဲ့လက်နက်ကင်ဆိုလိုလေရှားကြီးတော့နဲနေပြန်အောင်ကျန်တာကိုကိုကိုပဲ အကျိုးပြုသွားကြတာကိုကိုဘွားကိုပဲတီထောင်သွားကြတာကိုဘွားကိုပဲတီဆောက်သွားကြတဲ့အခြေအနေမျိုးပေါ့နော်အဲ့တော့နည်းနည်းပြောချင်သည်ပဒါအနေပြောလူတို့အတွက်လူတို့အတွက်ပြောပြီးတော့ဒါလူတို့ကလည်းကိုကမိအေးနှစ်ခါနာဖြစ်နေတာပေါ့နော်ပြောလိုက်ရင်တော့လူတို့ကောင်းစင်တက်ပြီးတော့ပေါ့လက်နဲ့လက်ထဲရောက်သွားတဲ့အချိန်မှာခုနကလို့မတမသူတစုဟာပဲလက်ဝါးချင်းရိုက်ပြီးတော့လူတို့ကိုလိန်ညာနေတယ်လို့ကျွန်တော်တို့ပြောချင်တာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခု လက်တလောဒါသတင်းစာတွေမှာပေါ့စစ်တပ်ရဲ့သတင်းစာတွေမှာဒါနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာရေးကော်မရှင်ဥက္ကဋ္ဌပေါ့တမရကာခွဲဦးစီးချုပ်ဗိုလ်ချုပ်ဦးကြီးမင်းအောင်လှိုင်အောင်ဒါငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်တဲ့တိုင်းရင်းသားလက်နက်ကိုင်ကနေပြီးအဖွဲ့တွေကနေကိုယ်စားလှယ်ဖွဲ့တွေကနေမှလာရောက်ဂါရဝါပြုတ်တယ်ဆိုတော့စလုံးတုံးထားတာပေါ့နော်ဘုံအဲ့ဂါရဝါပြုတ်တယ်ဆိုတော့ကျွန်တော်တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်တွေကမင်းအောင်လှိုင်အောင်ပဲလက်အုပ်ရှိပြီးတော့ ကာရဝပြုတ်လာတာပေါ့နော်အဲ့ပုံစံမျိုးတော့မှဒီဆက်လုံးအတုံးတော့သွားတွေ့ရတာပေါ့ဟုတ်လာရောက်ကာရဝပြုတ်တွေ့ဆုံဆိုသူကဘယ်ဟိုဘယ်ခမ်းမှာမှာဘယ်ချိန်တွေ့မယ်ဆိုပြီးတော့ခေါ်တာလေခေါ်ယူတွေ့ဆုံတို့ရေးရေးရမယ်စကားပေါ့နော်ခေါ်ယူတွေ့ဆုံကိုမဟုတ်ဘူးသူ့ကိုတမိန်တက်တက်ကြီးကိုသွားပြီးတော့မှဘောမတိုက်ကဒါလည်းဘောမတိုက်လို့ပြောလို့ရတယ်ပေါ့နော်အဒီထဲမှာ အဲ့ဒီအထဲမှာဘောမမဟုဆိုတဲ့လူတွေပါရင်ပါလိမ့်မယ်ငင်းချက်ထုတ်တဲ့လူတွေပါရင်ပါလိမ့်မယ်ဒါပေမဲ့အဲ့ဒါနောက်ပိုင်းကျမှခင်ဗျားတို့ NCA စီဝေခမ်းမှာနေထွက်လာပြီးတော့နေပြည်တော်ကနေခင်ဗျားတို့ပြန်လာပြီးတော့မှကိုပြည်နယ်ကိုနေရာကိုရောက်ခါမှခင်ဗျားတို့အလွတ်လွတ်တဲ့ပုံမူတည်ပြီးတော့ပဲကျွန်တော်တို့ကယုံနိုင်မယ်လောလောဆယ်ခင်ဗျားတို့အဲ့ဒီမှာတော့ရှိနေသေးသေးရတော့ခင်ဗျားတို့ဘောမှာပဲဒါတဲ့တဲ့ပဲတတ်မှတ်လို့ရတယ်။ဟုတ်။အဲ့အဲ့ဒီတော့ သူကဒီဘောမတစ်တိုက်ကသူ့ကိုလာပြီးတော့မှဂါရဝပြုတွေ့ဆုံတယ်ပေါ့နော်ဂါရဝပြုတွေ့ဆုံရပါတယ်ဆိုတော့ပုံစံမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့အမြဲတမ်းပြောတယ်ဟိုဟွာပေါ့နော်လူတုတွေလူတုတွေဆိုတဲ့ဟာမှာမင်းအောင်လှိုင်ရုရှားကိုသွားတဲ့အချိန်မှာရုရှားတမတနဲ့မင်းအောင်လှိုင်နဲ့ဒီသူတို့အစိုးရတာဝန်ရှိတဲ့လူတွေကိုတွေ့တဲ့အချိန်မှာ အဘေးကနေတော့မဲဟိုဟိုရုရှားသမ္မတကတော့မဲဟိုကလှုပ်ပေးသေးဇကပြန်လှုပ်လှုပ်ပေးသေးရဲ့အဲ့မှာသူတို့နှစ်ယောက်ဘလို့ထိုင်လဲကြီးလိုက်ပေါ့ဒန်းတူဒန်းတူထိုင်တယ်ဟုတ်တယ်ဒါရုရှားနိုင်ငံရဲ့အကြီးကဲပြီးတော့မြန်မာနိုင်ငံရဲ့အကြီးကဲလို့သူတို့သတ်မှတ်ပေးတဲ့အတွက်ဒန်းတူထိုင်တယ်အဲ့တော့ခမားတို့ကရင်လူတို့ရဲ့ အကြီးကြီးလို့ခင်ဗျားတို့မတတ်မှတ်တဲ့အတွက်ဘေးမှာထိုင်ခိုင်းနေအဲဘေးမှာထိုင်ခိုင်းနေဟာကိုကလေးကကိုလုံးဝဟိုခင်ဗျားတို့အစင်ဟာကိုကကိုတွက်ကြည့်တော့အဲ့လိုဘေးမှာထိုင်ပြီးတော့မှနော်ဟိုအလေးပေးပါမယ်ဒီဟာလေးပေးပါမယ်ဆိုပြီးတော့ပြန်လွတ်ခဲ့ရတဲ့အချိန်ပေါင်းဘယ်နှချိန်ရှိနေပြီလဲ နော်နေပေါင်း80နေပေါင်း80ဒီပြောတော့ကျွန်တော်တို့ကဒီတန်တရားပဲပြင်မယ်လေဒီတန်တရားပဲပြန်လဲမှာဆိုတော့ကျွန်တော်လည်းကြိတ်မနိုင်ခဲမရဖြစ်တယ်နော်ဒါနဲ့ပတ်သက်ပြီးတော့တော်လိုင်းမှာမပြတ်သားကြလို့ပေါ့ဗျာအဲ့မှာဇော်မဲလုံးပြောသွားတဲ့ဇာတ်ကားလည်းရှိတယ်နော် EAO နဲ့ ERO နဲ့ဒီထဲမှာခင်ဗျားတို့သုံးသွားတဲ့ဟာက EAO လို့သုံးသွားတာနော် EAO လို့သုံးသွားတာတိုင်းသားလက်နက်ကင်လို့သုံးသွားတာတဘုံလို့သုံးတာ ਨੇ အတူတူပဲယင်ကြီးအောင်သုံးတာတိုင်းရင်းသားတွေလက်နက်ကင်နဲ့တိုင်းရင်းသားတွေ သူကလက်နက်ကင်အဖွဲ့အစည်းကတမရော်နဲ့ပြည်သူရဲမှလွဲပြည်ထရေးဝန်ကြီးဌာနရဲမှလွဲဂျန်တဲ့အဖွဲ့အစည်းမရှိရဘူးဆိုတော့ဟာစစ်တပ်ကထိုဟာဖြစ်တာပြီသားအဲကျန်တဲ့လူတွေကိုမတက်တာလို့သာကင်ဝေးပေးထားတာအပြုတ်အပြတ်မရှင်းနိုင်လို့သာကင်ဝေးပေးထားတာဒါခမားတို့ကိုတပုံပဲနော်တပုံဒါပေမဲ့အစိုးရနဲ့တရားဝင်တွေးဆလို့ရတဲ့တပုံဆိုလိုတဲ့ဟာကအဲ့တော့ကျွန်တော်တို့အကုန်လုံးခံယူထားတာကပါတယ် PRO လို့ခံယူထားတာကျွန်တော်တို့က အာ revolution လို့ခံယူထားတာတော်လှန်ရေးလို့ခံယူထားတာအဲ့ဒီဟာကိုသူကဒီတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကလို့တုံးနှုံးသွားတာလုံးဝမရှိဘူးအဲ့ဒီအတွက်မင်းအောင်လှိုင်ကမင်းအောင်လှိုင်နဲ့အပေါင်းမှာစစ်တပ်ကခင်ဗျားတို့ကျွန်တော်တို့ကိုဒီ NCA တဲမှာသွားတဲ့လူတွေရောကျန်တဲ့လူတွေရောကိုတော်လှန်ရေးလို့လုံးဝမထင်သေးဘူးเนาะကျွန်တော်လုံနေတာတော်လှန်ရေးလို့မမြည်သေးဘူး တော်လန်ရေးလို့ထိတိယောက်ယောက်ကျွန်တော်တို့မလုံးနိုင်သေးဘူးဆိုတော့ဟာကိုသူကဆိုလိုသွားတာပေါ့နော်အဲ့တော့မင်းအွန်လိုင်းဘက်ကဆိုလိုတာကိုပြောတာကျွန်တော်တို့ကကျွန်တော်တို့ကလုံးလုံးနိုင်တယ်လုံးနိုင်တယ်လို့လုပ်တယ်မင်းအွန်လိုင်းဘက်ကမင်းတို့မင်းတို့ကတိုင်းအသားလက်နက်ကင်အဆင်ပဲရှိတယ်ဗမာဆိုလဲပြင်းတို့ဗမာလက်နက်ကင်အဆင်ပဲရှိရဗမာလက်နက်ကင်ပြီးတော့မင်းတို့အစိုးရကိုကျွန်တော်တို့ဟိုးတော့ကတရားတင်ဆိုကားတို့ဘာလို့လဲလို့ပြောအစိုးရကိုပုံကန်ချာနာနေတဲ့တပုံအဆင်ပဲရှိတယ်ဆိုပြီးတော့မှ ဒါ तू อ่ะအဲ့လိုမျိုးဟိုတိုင်းတိုင်းသားလက်နဲ့ကင်လို့တုံနှုံးသွားတာဗောနော်အဲ့တော့ဒီမှာအဲ့မှာကျွန်တော်ပထမပိုင်းပြောခဲ့လို့ပဲဘေးမှာအမြဲတမ်းထိုင်ခိုင်းတဲ့ဟာကြီးอ่ะတော်တော်ဆိုးတယ်ဗောနော်တော်တော်ဆိုးတယ်အဲ့တော့အဲ့မှာစောမြရာသာလင်းရဗာပြောလဲဆိုတော့ဟွာကြီးอ่ะအေးကဇပွဲဝိုင်းကိုရောက်လာမှာပါတဲ့ရောက်မှာပါဗာပြောလဲဆိုတော့ကြာတော့ကြာပါလိမ့်မယ်ရောက်မှာပါအေးအေးအေးနေမဟုတ်ပါဘူး ကျန်တဲ့တော်လိုင်းကြီးတက်ဖွဲ့တွေတော်တော်များများကလည်းချိန်တိုင်းတော့ဇပွဲဝိုင်းကိုရောက်မှာပါဒါတော့မလွဲမသွေပဲဒါပေမဲ့ဇပွဲဝိုင်းကိုဘယ်လိုမျိုးရောက်အောင်စူးစမ်းနေလဲဆိုတော့အခုကျွန်တော်တို့နှစ်ယောက်ထိုင်တယ်လို့ဒန်းလူထိုင်ပြီးတော့မှစကားပြောနိုင်တဲ့အခြေအနေမျိုးပြီးတော့ရှင်လိုချင်တာကိုတောင်းဆိုမယ်ရမလားရရင်စကားဆက်ပြောမယ်မရရင်ငါတို့ပြန်မယ်ထပ်တိုက်မယ်ဟုတ် ီလိုမျိုးသွားသွားမှာဇပွဲဝမ်းရတော့အကုန်လုံးကျွန်တော်စစ်တပ်တယောက်မကြံဘလူကတတ်နိုင်ပါဘူးစစ်တပ်ကိုအားပြော့သွားအောင်ပဲကျွန်တော်တို့အားပြော့သွားအောင်သူ့ wifi အောင်လုပ်ပြီးတော့မှကျွန်တော်တို့ကလိုချင်တဲ့ကိုယ့်ရဲ့ညီမညက်ပန်းနိုင်ကိုရအောင်တောင်းရမှာအကုန်လုံးတယောက်မကြံတက်ပြီးတော့မှစစ်တပ်ကြီးသာကသာတပွဲဝင်နေတယောက်မှမရှိတော့ဘူးငါတို့နိုင်ပြီဟေ့ဆိုပြီးတော့အလံလွတ်နိုင်မယ်နေဆိုတာဒါဖြစ်လာနိုင်တဲ့အကြောင်းမရှိဘူးဒါအကုန်လုံးဒါတော်လှန်ရေးတပွဲတွေအကုန်လုံးကဒါလက်ခံထားတယ်ပေါ့နော်လက်ခံထားတယ်အဲ့တော့ သူတို့အရှုံးပေးတဲ့နေ့ဒန်းလူထိုင်လို့ရတဲ့နေ့ကို တောင်းဆိုမဲ့ဟာကိုဖြစ်တင်ဖြစ်တိုက်တာကိုကိုတောင်းဆိုမဲ့ဟာကိုရမယ်နေ့မှာဟိုဖြစ်မှာပဲဇပွဲဝိုင်းကိုသွားမှာပဲအဲ့တော့ဇပွဲဝိုင်းကိုသွားဖို့လည်းဘာဘာတွေလိုအပ်လဲဆိုတော့ကျွန်တော်တို့ဘာလဲဟိုအလှူတစ်ခုနဲ့တောင်ကျွန်တော်သွားပြီးတော့မှစဉ်းစားမိရဲ့အဲ့ဒါလေးကိုဖတ်မိတဲ့အချိန်မှာအလှူတစ်ခုနဲ့သွားပြီးတော့စဉ်းစားမိရဲ့ဆိုင်အလှူရှင်တော့မချမ်းသာဘူးအလှူရှင်တော့ဂုံဒရက်မရှိဘူးဆိုလို့ရှိရင် ဆရာကြီးအဲ့အလူရင်သွားလို့ရှိရင်အလူရှင်ကကြိုပြီးတော့မှဟာလာပါဟိုသူဟိုဖျားကတဲ့ရှိရဖျားကန်းရှိရဇပွဲဝိုင်းကိုခေါ်ဝါမယ်လို့ထင်လားတို့ဟိုစင်တန်းနဲ့လျော်ညီတဲ့နေရာလောက်ပဲထားပါတော့အဲ့တော့ခမားတို့ခုဘေးမှထိုင်ရတာအစင်းတန်းနဲ့လျော်ညီတဲ့နေရာကို ထိုင်ခိုင်းတာပဲအဲ့တော့ခင်ဗျားတို့သူနဲ့ဒန်းလူထိုင်ရတဲ့သူနဲ့တဝိုင်းနဲ့ထိုင်ရတဲ့နေရာကိုမရောက်သေးပဲနဲ့သွားပြီးတော့မှလူတုတွေလူတုတွေလူတုလူမြောက်အောင်ငါတို့လုပ်နေတာပါလို့ပြောသည်မတော့အခုမင်းအောင်လိုင်းအရေးသားကိုပဲကြည်လာရောက်ဂါရဝပြုတွေ့ဆုံဆိုတဲ့ဇကားကြီးကဘလို့ဒီခင်ဗျားတို့ရင်းရင်တီးတီးနော်သူ့တဲ့အသက်ကြီးတဲ့အဖိုးကြီးပါပါသေးတယ်အဲ့ဒီအဖိုးကြီးကသူ့ကိုသွားပြီးဂါရဝပြုတယ်လို့ဆိုလိုချင်တာအဲ့တော့ဘာဖြစ်လို့လဲဝိဖြစ်နေလို့ကိုဘက်ကသူ့လောက်မချမ်းသာဘူး သူလောက် contract အင်အားလည်းမရှိသေးဘူးဆိုတော့အဲအဲ့ဒီအဲ့ဒီသဘောပေါ့နော်အဲ့တော့အလူရှင်ကအလူရှင်ကသိန်း1000လောက်ချမ်းသာတဲ့အလူရှင်ပေါ့နော်အဲ့မှာသိန်း1000လောက်ချမ်းသာတဲ့အလူရှင်ကဟိုအလူသွားတဲ့လူကရောက်လာပြီဆိုလို့ရှိရင်ရှေ့မှာကားရက်လိုက်ပြီဆိုတော့ဟာကိုဘယ်သူလာပြီဟေ့တိုင်ဟိုကိုနေဝင်းအောင်လာပြီဟေ့ဆိုပြေးပြီးတော့မှအလူရှင်ကကြိုးပြီးတော့မှဟာလာဟိုဟိုဟိုရှေ့မှာဟိုဘက်ဝိုင်းကိုဟေ့ကလေးတွေဟိုဘက်ဝိုင်းကိုပြင်ပေးလိုက်ပါဘာညာဆိုပြီးတော့မှဒီလိုပဲဖြစ်မှာတာမန် တိန်ကားတဲ့တိန်တရာလောက်ပဲတာမန်ဟိုဟာဖြစ်တဲ့လူဆက်ပြီးလေးနဲ့ဆိုင်ကယ်လေးနဲ့သွားတဲ့လူတော့တွတ်သူတင့်လျော်တဲ့နေရာမှာဝင်ထိုင်ခိုင်းပါပဲလေဒါတော့လေဟိုဖြတ်ပြောရမယ်ဆိုရင်တော့ခုနကဟို NC ဘွဲတက်တဲ့အဖွဲ့တွေကတော့လူတွေကိုလာတဲ့ပကန်စေးအစင်ဟိုပကန်စေးခိုင်းမဲ့အစင် ပုံစံမျိုးဆင်းလောက်ထားထားတဲ့သဘောဟုတ်အဲ့တော့ဆိုလိုချင်တာကတော့ကျွန်တော်တို့ဒီနေ့ဟိုလှုပ်သွားတဲ့အထဲမှာတော့ main online ပြောပြောသွားတဲ့ main online တို့ဘက်ကရေးသားတုံးနှုံးတဲ့ဟာကခင်ဗျားတို့ NCA တက်လာတက်တဲ့လူအကုန်လုံးကသူ့ကိုကြောက်လို့လာတွေးတာနော်လာရောက်ဂါရဝါမျိုးတွေးဆုံနေဆိုတော့သူ့ကိုကြောက်လို့လာတွေးတာကျွန်တော်တို့တွေကျွန်တော်တွေလည်းဂါရဝါပြူတယ်ဘသူ့ကိုပြူလဲကိုယ့်ဆရာသမားကိုယ့်ရဲ့အကြီးကဲဒီလိုမျိုးခံယူတဲ့လူကိုပဲသွားပြီးတော့မှ ဂါရဝပြုမှာလေဟုတ်တယ်ဘာဘာမှမဟုတ်တဲ့လူကျွန်တော်တို့ကတွားပြီးတော့မှဂါရဝပြုမလားအဲ့တော့ဂါရဝပြုတွေးဆုံနေဆိုတဲ့ဇာကခင်ဗျားတို့ဟိုဟာမလုပ်ဘဲနဲ့ဟိုဟာလုပ်တယ်လို့ခံစားလိုက်အောင်ပြောလိုက်တာအဲ့ဒါအဲ့တော့အဲ့ဒီဟာကိုစဉ်းစားစဉ်းစားတော့လို့ကျွန်တော်တို့ကပြောကျင်တာပေါ့နော်အဲ့ဒါကလည်းနည်းနည်းတော့ရိုင်းတော့ရိုင်းသွားလိမ့်မယ်လူလူတွေလူလူတွေလို့ပြောပြီးတော့မှ နော်ဝယ်ထားတဲ့တနက်တွေလည်းဒုတ်တချောင်းတော့အသုံးဝင်မဲနဲ့စစ်တပ်ကိုမတော်လန့်မဲနဲ့ကိုကျိုးစည်းဝါကိုလုံနေတဲ့ဟာကြီးကတော့အဲ့လိုလုံနေပြီးတော့မှသွားတဲ့ NCA မှာတခါထပ်ပြီးတော့မှဟိုဟာချခံလိုက်ရတဲ့ဟာတော့ခင်ဗျားတို့ကိုဘွားကိုကိုယ့်အကိုသာတွေးကြည့်တော့လို့ပြောနေတာပေါ့ဟုတ်တော့လည်းဒါနဲ့ပဲပြောနေတာပေါ့နော်နောက်တစ်ခုကဒါဘုံဘူးဟောတော်လန့်ရေးရေးပေါ်ကြီးနဲ့ပတ်သက်ပြီးတော့ star လေးတုံဆွဲမှုပေါ့နော်အဲ့ဒီလိုတုံဆွဲမှုမှာတချို့တော်လန့်ရေးရေးပေါ်ကြီးကလည်းဒါ ဟိုပြင်းတဲ့အားနေတဲ့အချိန်မှာတော့ခုနလိုဂိမ်းဆော့တာမျိုးပေါ့နော်ဟိုဒါမျိုးတွေဟိုဆော့တတ်တဲ့အတွက်ကြောင့်ဟိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့အန္တရာယ်ဖြစ်လာမဲ့ဟိုနောက်ဆက်တွဲပြဿနာတွေပေါ့နော်ဘာဖြစ်နိုင်လဲဆိုတဲ့ဟာလေးလည်းထပ်ပြီးတော့ဟိုရှင်းပြစေချင်တာပေါ့ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကတော့ကျွန်တော်တို့တွေသတိပေးထားပါတယ်စတားလင်ဒီကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့မှအမေရိကန်အီလွန်မတ်ကိုအဲ ဟိုပြရပေးတယ်အဒီ starling ကြောင့်ကြားဖြန့်နေပို့ပြီးတော့မှထောင်လာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်မြပတီဝင်းကျင်ရဆိုလို့ရှိရင် internet line နဲ့ကျွန်တော်တို့ mi line ကိုကျွန်တော်တို့ time machine အနေဖြတ်တော့ပေးတယ်ကြားဖြန့်ဟိုဘာဖြစ်မှာသလိုပို့ပြီးထုံးကားလာမှာသလိုဖြတ်တော့ပေးတော့ဘာလို့လဲဆိုတော့ကိုယ့်အကကိုမီးစက်တွေနဲ့ကိုယ့်အကကိုလှုပ်ပြီးတော့မှဘာလို့လဲဆိုတော့ starling နဲ့ကျွန်တော်အင်တာနက်သုံးပြီးတော့မှလူတို့ကိုနော်ငွေလိမ်နဲ့ဂိုင်းတစ်ဖွဲအလုပ်လုပ်ပြီးတော့မှကျွန်တော်တို့ဟို ဘယ်လိုပြောမလဲဆိုတော့ဟိုကျွန်တော်နိုင်ငံရဲ့စီးပွားရေးတွေကလည်းချွတ်ချုံကြတော့လို့ချွတ်ချုံကြနေတဲ့ဂျားတွေကနေပြီးတော့မှထပ်ပြီးတော့မှလူငယ်တွေတချို့ကညာ7နှစ်နိုင်တနာကြီး KB 1000လောက်ဆိုရင်တော့တေချာပြီးအဲကောင်ဆလော့ဂိန်းနဲ့ရောက်နေပြီအဲဆလော့ဂိန်းနဲ့ရောက်ပြီးတော့မှ KB 1000လောက် KB 1000လောက်ဆိုပြီးတော့မှလာလာလှုပ်တဲ့အဖွဲတွေအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒီဟာတွေကိုအခု Starlink နဲ့ပတ်သက်ပြီးတော့မှ Elon Musk ကိုသူက pressure ပေးပြီးတော့မှဒီမြရီဘချမ်းက Starlink တွေကို ဖြတ်တောက်ဖို့ဆိုအဲ့ဒီမှာ तू ကဟို Starling ban တွေကို तू ကသူတို့ဟိုထုတ်လုပ်တဲ့လူကဒီ ban ကဘာဘာလုပ်နေဒီ internet ပဲသုံးဆွဲတာလားဒါမှမဟုတ်လို့ရှိရင်ဒီ ban ကနေပြီးတော့မှဒီလောင်ကစားလုပ်နေတာလားငွေသွင်းငွေသွင်းငွေထုတ်တွေကိုဒီ ban ကနေတွားနေတာလားဆိုတဲ့ဟာကိုသူတို့ပြန်ပြီးစီစစ်တယ်ပေါ့နော်စီစစ်တဲ့အခါကျတော့ကျွန်တော်တို့ကတခြားပြည်တွင်းကအခုမြောက်ရီဇုံကတော့ပိတ်ဖို့များတယ်ပေါ့နော်မြောက်ရီဇုံကတော့ Starling ban တွေပိတ်ဖို့များတယ်ဒါပေမဲ့ ဲ့ဒီဘန်းမှာမှာ तू ကဘန်းကြီးဘန်းကိုရွေးပြီးတော့ပိတ်မှာဘန်းနံဘတ်သူ့နံပါတ်နဲ့ तू ကသူပေါ့နော်ရွေးပြီးတော့ပိတ်မှာရွေးပြီးတော့ဘလို့ပိတ်မလဲဆိုတော့ကျွန်တော်တို့အဲ့ဒီဟာနေပြီးတော့မှာငွေသွင်းငွေထုတ်တို့ဆွမ်းနာဂိမ်းတို့ဘာတို့ဒီလိုမျိုးရှိတဲ့ဘန်းကိုပဲရွေးပြီးပိတ်မှာဖြစ်တဲ့အတွက်တခြားဘန်းတွေမှာစိတ်ပူစရာတခုသွားဖြစ်ရတယ်ပေါ့နော်ဆရာကြီးပြောခဲ့လို့ပဲရဲဘော်တွေအားတဲ့အချိန်မှာကျွန်တော်တို့နောက်တန်းပြန်နားတဲ့အချိန်တို့ဘာတို့ဒါမုံမိုးပေးတဲ့ကေပေးလေးနဲ့သွားပြီးတော့မှကျွန်တော်တို့ slogan သွားပြီးတော့မကစားပါနဲ့ပေါ့နော်အဲ့တော့ ဒီဘန်းတစ်ခုက slogging ကစားသူတယောက်ကိုတွားပြီးတော့မှတွေးလိုက်တာနဲ့ဘန်းကပိတ်နိုင်ချေပို့ပြီးတော့မှများသွားပါတယ်ပေါ့နော်များတယ်ပေါ့အဲ့တော့အဲ့ဒီကနေသူ KB လွှဲမယ်အဲ KB ကိုသူကဒီ slogging ကစားတော့ပြီဆိုတော့ね coin ဝယ်ရတာဟိုဝယ်တဲ့ခါကျသူက KB လွှဲလိုက်မယ် KB လွှဲလိုက်တဲ့ခါကျအဲ့ဒီမှာခင်းကစားတဲ့ကွန်ရက်ကစပြီးတော့မှသူ့ရဲ့ station ကနေစပြီးတိမယ်ပေါ့နော်အတိတဲ့ခါကျတော့ဒီဘန်းကပိတ်နိုင်တယ်အဲ့တော့ကိုတူတူတယောက် ဒီ Starling ဘက်မှာကိုတူးတယောက်တည်း slogan ကစားလိုက်တာနဲ့ Janet Dolan တက်ဖွဲ့ဒီအကုန်လုံးတော့အိုးရှိုးထောက်ပံ့ရေးတွေလက်နက်ခဲယမ်းဝယ်ယူတာတို့ပြီးရင်တိုက်ပွဲသတင်းတွေတို့တိုက်ပွဲဘလို့ဖော်ဆောင်ရမယ်တို့ပြီးရင် Zoom meeting တက်တာတို့ဘာတို့တွေအကုန်လုံးဒီ band တစ်ခုကိုဖျက်တောက်လိုက်တာနဲ့ကျွန်တော်တို့ ကျန်တဲ့လူတွေပါဆက်သွယ်မှုပြတ်တော့သွားနိုင်ကြီးရှိပါတယ်အဲ့တော့ကျန်တဲ့ပြည်တွင်းကကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေမှာ slogan ကစားတတ်တဲ့ရဲဘော်တွေရှိလို့ရှိရင်အဒါလေးကိုအသိပညာပေးလေးပြန်ပြီးတော့မှမျှဝေထားစေချင်တယ်ဗောနော် starling ban အပိတ်မခံအောင်လို့ slogan ကစားခြင်းကိုရှောင်ကျင်ပေးကြပါလို့ပြောချင်ပါတယ်ဗျဟုတ်ဟုတ်ဒါလည်းကျွန်တော်တို့ starling ကလည်းမဖြစ်မနေကျွန်တော်တို့တော်လိုင်းရဲဘော်တွေအတွက်ဒါဆက်သွယ်ရေးအကွန်ရက်ဖြစ်တဲ့အတွက်ကြောင့်ဗောနော်အဲ့ဒါလည်းသတိထားပြီးတော့သုံးဆွဲ သိတယ်ဆိုတဲ့အကြောင်းလည်းပြောချင်တာပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒါပကိုးတိုင်းပေါ့ PKI ပေါင်းတဲ့မြို့ကနေမှဆိုင်ငယ်၃စီးနဲ့ရဲ၅ယောက်ထွက်လာတဲ့အချိန်မှာပဲတော်လိုင်းရဲဘော်တွေကနေမိုင်းဆွဲတိုက်ခိုက်တယ်ပေါ့နော်အဲ့လိုမိုင်းဆွဲတိုက်ခိုက်တဲ့အချိန်မှာဒူရဲအုပ်ကျွန်တော်တို့အေးမင်းထွန်းအပါဝင်နှစ်ဦးကတော့အပြင်းထန်ရတယ်ဆိုတာမျိုးတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါဒဏ်ရာရပြီးတော့မှအဲ့ဒီဒဏ်ရာရတဲ့ ရဲတွေကိုတေးလားမတေးလားတော့မသိသေးဘူးပေါ့နော်ဒဏ်ရာရရဲတွေကိုဒါကျွန်တော်တို့ ambulance ပုံစံမျိုးဟောတာအလုံးမိတ်ကားနဲ့ဒီဘက်ကိုတည်ဆောင်သွားတယ်ဆိုတဲ့ဟာလေတရင်ကြရတာပေါ့နော်တရင်ကြရတာဒီဘက်မှာလဲကျွန်တော်တို့အဲ့ဒီဘက်မှာလဲဒါတိုက်ပွဲတွေကအဆပြုတယ်အဲ့ဒီအနောက်ချမ်းကကျွန်တော်တို့အမှန်တိုင်းပြောရမယ်ဆိုတော့တော်တော်အေးနေတာပေါ့နော်အေးနေတာတိတ်ပြီးတော့တော့ကိုယ့်ရဲ့ဇာတိမြေဖြစ်ပေမဲ့တိတ်ပြီးတော့အားမရောက်လို့တော့ပြောလို့ရတယ်ပေါ့နော်ဇာတိမြေဖြစ်ပေမဲ့အားမရောက်ဒါပေမဲ့အခုလက်ရှိ ်မှာဆိုလို့ရှိရင်ကျွန်တော်ဗိုတိန်နိုက်တို့ဘာလို့ねစကားပြောတဲ့အခြေအနေတွေရဆိုလို့ရှိရင်တပ်ပေါင်းစုတွေပေါင်းစုပြီးတော့မှဒါဆက်ပြီးတော့မှမစ်ရှင်တွေဆက်ပြီးလှုပ်ဆောင်နိုင်မဲ့အခြေအနေမျိုးမြင်လာပြီဗောနော်မြင်လာပြီဖြစ်တဲ့အတွက်ဒါဘကိုတိုင်းအနောက်ချမ်းကလည်းမကြခင်မှာကျွန်တော်တို့ပြစ်ဒဏ်ခတ်တံလေးတွေကြားရတော့မယ်ပြစ်ဒဏ်ခတ်တံဆိုတာလေပြည်သူလူထုကိုနှိပ်စက်မဲ့ဒုက္ခပေးမဲ့ပြစ်ဒဏ်ခတ်တံမျိုးမဟုတ်ဘဲနဲ့ပြည်သူလူထုလွန်မြောက်ရေးအတွက်စစ်ကောင်စီကိုဥတီပြီးတော့မှတိုက်ခိုက်မဲ့ ပြစ်ဒဏ်ခတ်တံပြိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်ဒါနဲ့တဆက်သေးပဲခုကျွန်တော်တို့ဟိုရက်ကဒါတနက်ဆက်ကိုလဲရတယ်၃မှန်း၁၂ယောက်ဖမ်းမိတဲ့တရဲချောင်းလေဘရန်တရဲချောင်းဘက်မှာဆိုလို့ရှိရင်လဲဒါ drone နဲ့တောက်လျှောက်လာကျဲလို့ပေါ့နော် drone တစ်စီးဆက်ချုပ်ရင်းပြီးတော့အဲဆက်ကြတာပေါ့ဟုတ်ဟုတ်ပြက်ကြပြီးတော့မှာဒါကျွန်တော်တို့ online တက်ဖွဲ့တွေကတင်းစီရမိတယ်ပေါ့နော် drone အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ဓာတ်ပုံကိုကြည့်ကြည့်လိုက်ပါပေါ့နော် drone ကကျွန်တော်တီတီကွေးကွေး drone မဟုတ်ပါဘူး ကျွန်တော်တို့เนาะ inaga ဘုံဒီလောက်တည်ပြီးတော့มาလာချတဲ့ drone သေးသေးလေးမဟုတ်ဖဲနဲ့ပုံကြီးကိုကြည့်လိုက်ပါ drone ကအကြီးဒါကီလိုတော်တော်များများ နိုင်မဲ့အနေထားမျိုးပေါ့เนาะအဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့လေပြည်သူလူထုကအိုက်ပဲချမ်းကပြည်သူလူထုရဲ့ drone နဲ့ကြားပြီးဆိုလို့ရှိရင်လဲဒါကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့ drone ပဲဖြစ်ဖြစ်စစ်ကောင်စီက drone ပဲဖြစ်ဖြစ်ဗဲတပ်ဖွဲ့က drone ပဲဖြစ်ဖြစ်ဒါကျွန်တော်လုံုံတဲ့နေရာမှာဟို ခဏခဏဟိုဖြစ်တင်နေပေါ့နော်ပုံခိုးတာတို့ဘုံခိုးခြင်းနဲ့ဝင်တာတို့ဘာတို့လုတ်တင်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တော်လိုင်းတက်ဖို့ရဒရုန်းဆိုလို့ရှိရင်လေဒါသူ့ရဲ့စနစ်ကဒါလေပေါ်မှာတွားနေတာဖြစ်တဲ့အတွက် အယုတ်ရဲ့ပေါ့နော်ဆက်ချိုးယွင်းမှုဖြစ်တာတို့ဘာတို့တခုခုကြောင့်ဒါကျွန်တော်ပြည်သူလူထုနေတဲ့ပေါ်ပြုတ်ကြမယ်ဆိုလို့ရှိရင်လေကိုကသွားပြီးတော့မှလိုက်ပြီးတော့မော့ကြည့်နေတာတို့ဘယ်လိုသွားချတာလဲတို့ဘာတို့အစိတ်ဝင်အဓိကဆက်စုတဲ့လူတွေပေါ့နော်ဆက်စုတဲ့လူတွေအနေနဲ့လည်းဒါသတိထားသိရင်လည်းဆိုတာလေးကိုကျွန်တော်တို့အနေနဲ့ပြောချင်တာပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်တို့အဲအရခနိုင်ငံတော်တချင်းပေါ့နော်နောက်တစ်ခါနိုင်ငံတော်တချင်းကိုကျွန်တော်တို့ဒါရခိုင်ပြည်ထဲမှာရှိတဲ့ဒါဟိုမွတ်စလင် အမျိုးသမီးငယ်လေးတွေပေါ့နော်သူတို့ဒါပညာရေးဂျွန်စူပေးဝဲပေါ့နော်အဲဒီစူပေးဝဲမှာတီဆိုနေတဲ့ပုံရိပ်တွေလဲဒါ line ပေါ်မှာ ပြန့်နှံ့လာတယ်ပေါ့နော် line ပေါ်မှာ ပြန့်နှံ့လာနေပတ်သက်ပြီးတော့မှကျွန်တော်တို့ရှေ့မှာသောမရသာလင်းပြောခဲ့တဲ့ဇာတ်အတိုင်းပဲဟာမင်းတို့ကသွားပြီးတော့မှဘူးလက်လဆွေလည်းပြောထားတယ်ဘူးလက်လဆွေဘာပြောထားလဲဆိုတော့မင်းတို့ပြီးနေခွဲထွက်မဲ့ကောင်တွေကိုသွားပြီးတော့မှပြည်တော်စုပြိုကွဲအောင်လုပ်မဲ့ကောင်တွေပေါ့နော်ပြီးနေခွဲထွက်မဲ့ကောင်တွေကိုသွားပြီးတော့မှ တွတ်တွေ့ဆုံနေတယ်ဗောနော်အဟို KIA ကိုတွတ်တွေ့လိုက်1ပေါင်းပါလေ1ပေါင်းပြီးနေတီထောင်မဲ့ KIA ကိုဟိုမိုက်ခဲတို့ကတွတ်တွေ့လိုက်ဘလူးကတွတ်တွေ့လိုက်ဗောနော်ဒီလားဒါအားတစ်ခါတော့ AU ကိုလည်းဒီတိုင်းမဲ့သူပြောတာဗောဒါပြီးနေခွဲထွက်မဲ့កောင်းနေဗောနော်သူတို့ထင်တာလဲမမှားဘူးလို့ပြောလို့ရတယ်ဟုတ်ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ဒတိုင်းပြည်လုံးကိုလွတ်မြောက်အောင်မတိုက်နိုင်တော့ကိုလွတ်မြောက်အောင်တိုက်နိုင်နေပြီးနေတော့ကိုကကိုရအောင်ယူသွားမှာပဲဟုတ်တယ် အဲ့ဒါတော့ဒါရှင်းချင်းချင်းလေးရယ်အဲ့ဒါကိုတွားပြီးတော့မှကျွန်တော်တို့ကဟာပြီးနေခွဲထွက်မှာဟိုလိုဖြစ်မှာဒီလိုဖြစ်မှာဒါနဲ့ပတ်သက်ပြီးကျွန်တော်အေးအကုန်လုံးတိုင်းနေပြီနဲ့16ခုလုံးလွန်မြောက်အောင်တိုက်လိုက်တိုက်ပြီးဝိုင်းတော့အကုန်လုံး တော်လိုင်းလက်နက်ကင်ခေါင်းဆောင်တို့တိုင်းသားတော်လိုင်းတပ်ဖွဲ့ခေါင်းဆောင်တွေအကုန်လုံးတွဲဆုံညှိနှိုင်းပြီးွားနေငါတို့ဖက်ဒရယ်ပြည်တော်စုကြီးဘယ်လိုလုပ်မယ်ဆိုတာကပြည်တော်စုကပြန်ဖြစ်လာမှာဟုတ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဘာမှဝီးဝါဒကွဲတရာအကြောင်းမရှိဘူးအဲ့တော့ရခိုင်ကတော့ဒီလိုရှေ့ရနေပြီးကမှဟိုထိတ်ဆုံးကနေပြေးနေတယ်ကျန်တဲ့ကချင်ရလိုက်မလားဦးကရလိုက်မလားဦးကရင်ကလိုက်မလားဦးဆိုမစ်လိုက်မလားတဲ့ပြည်နေကတော့ကြံခဲ့ မင်းရမယ်စစ်ကောင်စီနေအမှပလဲနာမှာတည်ယုံမှာလို့ဟိုဟိုလည်းဟိုကခမ်းပဲနေနေတိုက်တယ်လို့နေမင်းတို့ပြီးနေလွတ်မြောက်အောင်မင်းတို့မတိုက်ဘူးဆိုချင်အရခါတော့အေးကတော့တပီနယ်လုံးတော့လိုက်တိုက်လိုက်တိုက်ပေးမှာမဟုတ်ဘူးလေဘာဖြစ်လို့လဲဆိုသူပြီးနေသူလွတ်မြောက်အောင်တော့မယ်အခုကျန်တဲ့၃မြို့ကိုသူလိတ်ခဲတဲလဲလုံနေရတာသူအတေ၁၄မြို့ကိုအုပ်ချုပ်ရေးရောဘာဟိုတရားစီရင်ရေးရောသူ့မှာစီပင်ဖွင့်ပြရေးရောအကုန်လုံးပြည်သူလူထုလုံခြုံရေးရောကျန်းမာရေးဆောင်ရှောက်မှုရောအကုန်လုံးသူ့မှာ လုံနေရတဲ့အခြေအနေလေးအဲ့တော့ तू ဒတိုင်းပြီလုံး तू ဘယ်လိုလုပ်ပြီးတော့မှတိုက်နိုင်မှာလဲကိုပြည်နယ်ကိုကိုယ့်အကိုလွတ်မြောက်အောင်လုပ်ရမယ်ဟာပေါ့နော်အဲ့တော့ तू လွတ်မြောက်သွားတဲ့တနေ့ကြရင်တော့16မျိုးလုံးလွတ်မြောက်သွားတဲ့တနေ့ကြရင်တော့သောမရယာသာလင်းပြောလို့ तू သွားမှာပဲလေစပွဲဝိုင်းကိုတိုက်အရကားတော့အေးရဘို့ကြိုးထုံးမြနိုင်လားဟုတ်ဘူးမင်းအောင်လိုက်ငါ16မျိုးလုံးငါပြည်နယ်ငါငါလက်ထဲမှာရှိရအဲ့တော့မင်းစစ်သားတွေငါပြည်နယ်လုံးဝဘယ်နာဘယ်နာထိခြေချခွင့်မရှိဘူး ဘလို့ဘလို့ဒါတော့သူပြီးနေသူကသူစီမံမှာပဲလေအဲ့တော့ခွဲထွက်တာမခွဲထွက်တာဒါသူသူကသူဆက်ပြီးတော့မှတွဲဆုံညှိနှိုင်းသွားမှာပဲအဲ့တော့သူလိုချင်တဲ့ limit ကိုရတဲ့ခါကျရင်သူစပွဲဝိုင်းမှာသွားပြီးတော့ main online ကိုလိုတဲ့ဟာတော့တက်တောင်းမှာပဲလေဒါကတော့လူလူတိုင်းလုံးမှာကရင်ကလည်းကရင်တပြည်နယ်လုံးလုံးမြောက်ရင်သွားပြီးတက်တက်တောင်းရမှာပဲလေမတောင်းလို့မရဘူးလေအားကြောင့်သူအန်းကို တိုင်းစစ်ဌာနချုပ်ကိုတိုက်ပြီးွားတဲ့အချိန်မှာသူဟိုဟာထုတ်တယ်စာထုတ်တယ်လေ တွဲဆုံညှိနှိုင်းရတဲ့အစင်းသိမ့်ဖြစ်ပြီးဆိုတော့အဲ့ဒီဟာကိုသွားပြီးတော့မှဟာခမားတို့ကဇပွဲဝိုင်းကိုသွားမှဇပွဲဝိုင်းကတော့ကျွန်တော်တို့တိုင်းနေပြည်က14ခုလုံးလွန်ပြောင်းလွန်ပြောင်းရင်အဲ့ဒီ14ခုလုံးလွန်ပြောင်းအောင်တိုက်ထားတဲ့ခေါင်းဆောင်တွေမင်းအွန်လိုင်းဇပွဲဝိုင်းစီသွားတော့လေသွားပြီးတော့မှအရှုံးပေးမှလားဒီမှာငါတို့ ဘိုင်းဘိုင်းရှိရမင်းနေပြီးတော့တခုပဲကြမ်းတော့တယ်ငါတို့ဘယ်လိုလုပ်ရမလဲဝိုင်းတိုက်ရမလားမင်းရှုံးပေးမလားဒါတော့ဒီလိုမျိုးလောက်လာလိမ့်မယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့အဲ့တော့အာရခနိုင်ငံတော်တရှင်တီဆိုခိုင်းတာလေကျွန်တော်တို့ကလက်မခံနိုင်နေရအကြောင်းမရှိဘူးလက်ခံရမှာပဲเนาะအဲ့တော့ကြမ်းတဲ့လူတွေကမတိုက်ဖဲနဲ့ဒီတိုင်းနေပြီးတော့သူ့တပီနယ်တည်းပဲလွတ်လပ်လွတ်မြောက်သွားရင်တော့သူခွဲရခွင့်တောင်းပြီးတော့မှအဲ तू ဘာလို့မျိုး तू လည်းနေနေမှာပေါ့ဒါကတော့ तू လွတ်မြောက်အောင်တိုက်ထားတဲ့ခေါင်းဆောင်တယောက် သူ့ရဲ့လူလူအနာဂတ်ကိုသူ့အတူဖန်ပြီးပိုင်ဝင်သူ့မှာရှိတယ်လေအဲ့တော့ तू तू လူလူနဲ့ तू အဆင်ပြေရပြီပေါ့နော်အဲအဲ့ဒီဟာအားကြောင့်မလို့ဒါတချင်းလေးကိုသွားပြီးတော့မှတွေ့တဲ့အချိန်မှာအော်ငါတို့ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေလွတ်မြောက်အောင်မတိုက်ဘူးဆိုရင်တော့ ငါတို့တွေအချိန်တိုင်းတော့အာခါတတော့ဒီတဲ့အားရခိုင်သားသွားလောက်အောင်မယ်အခြေအနေမျိုးဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်သွားတွေးမိတယ်ဗောနော်ဒါလေးနဲ့ပတ်သက်ပြီးပြောပြတာပါဟုတ်ကဲ့ဘာကြီးပြောနေတာပြင်းနေတယ်ပြောပြောနေတယ်ဆိုတော့အခုဒီ NEC ဟိုပါဗောနော်တွေးဆောင်ပွဲမှာလည်းပြောထားတာဒါတိုင်းတန်းဟိုပါဗောလူမျိုးရေးရဒုဝင်ကြီးပြောထားတာဗောနော်ဒီရခိုင်ပြည်နယ်ကခွဲထွက်မယ်ဆိုရင်ဒါရခိုင်လူမျိုးနဲ့ရခိုင်ပြည်နယ်ဆိုတာပြတိုက်မှာပဲကြည်ရမယ်ဆိုတဲ့ဥစ္စာဒါကတော့ တော်တော်များများစိတ်တက်ဘက်ကလာတဲ့လူတော်တော်များများဒါကတော့ခုနခွဲထွက်မယ်ဆိုတော့ねသူတို့ကရှင်းလျှောက်တဲ့ပုံစံမျိုးပေါ့နော်ဘုံဘုဒါဟိုပြားလိုက်မှာပဲကြည့်ရမယ်ဆိုတော့အပြတ်တက်ရှင်မုံပြင်မယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲ့ဒီမှာမှသူထပ်ပြောထားတယ်ဒါအခုဆိုရင်ကမ္ဘာကြီးကဒီမိုကရေစီရေးတွေပါတယ်တိတ်ပြီးစိတ်ဝင်စားတာတိတ်ရှိတော့ပေါ့နော်နောက်ဟိုနိုင်ငံတွေကလည်းနေတိုးအဖွဲ့တွေဆိုလဲသူ့ဘောအဖွဲ့ထားတယ်ပေါ့နောက်တစ်ခုကရှန်ဟိုင်းအဖွဲ့တွေဘာလို့ဖွဲ့ထားရဲပေါ့နော်အဲ့လိုမျိုးတူရတူရဆုပ်ပြီးတော့ဖွဲ့ရမယ်ဆိုပြီးတော့ သူဆိုလိုထားတာပြောထားတာဒါပေမဲ့ခုနကမြန်မာနိုင်ငံကစစ်အာဏာရှင်တော်တော်များများအခုကျွန်တော်တို့အာဆီယံ၁၀နိုင်ငံတည်းရတာဥမာကိုးနိုင်ငံသူ့ကိုထိုင်ခုံမပေးဘူးပေါ့နော်လူရတော့မွင်းဟိုပေါ့လူရမသွင်းဘူးပေါ့နော်အခုလူရမသွင်းဘဲနဲ့ဒီအာဆီယံဟိုစည်းဝေးတွေဘာတွေမှာစစ်ကောင်းဆောင်တက်လုံမရတဲ့ဟာကိုကျွန်တော်မပြောဘဲနဲ့ဟိုကဒီအာဆီယံဖွဲ့ထားတဲ့ဟိုစေနိုင်ငံတွေရတော့ထွက်ပေးရမယ်အဆင်အံနေမှာခုနနေတိုးတွေကဘယ်လိုဖွဲ့ထားလို့ အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြည်တော်စုကြီးကခွဲမထွက်သင့်ဘူးပေါ့ခွဲထွက်ရင်တော့အဲ့လိုဖြစ်လာမယ်ဆိုပြီးတော့အတူတူတွေကပြောထားတာတော့တွေ့ရတာပေါ့အဲ့တော့ဒါဒီဟာစကားဆရာကြီးပြောတဲ့ဟာနဲ့ပတ်သက်ပြီးတော့မှလည်းဒီပြောခဲ့တဲ့လူသူသူပြောခဲ့တဲ့ဟာလေးလည်းကျွန်တော်တွားပြီးတော့မှနားထောင်ပြစ်တယ်ပေါ့နော်နားထောင်တဲ့အခါကျတော့ရိုးရိုးရှင်းရှင်းပြောရင်ခင်ဗျားတို့စစ်တမ်းနဲ့မပေါင်းရင်ခင်ဗျားတို့ခွေးဖြစ်မှာပဲဆိုပြီးတော့မှတူတာလျင်ဖရာဇီယံမှာဂေါ်တော်မြန်မာပဲမြန်မာနိုင်ငံရဲ့ဖရာသခင်က မင်းအွန်လိုင်းနဲ့ရှစ်တက်ကြီးမှလွဲရေးကိုးကွယ်ရမှာရှိကျွန်တော်တို့မှဟိုမင်းအွန်လိုင်းတရဏံကိစ္စမိတော့ကျွန်တော်တို့ကလောက်အမယ်အခြေအနေမျိုးသူတို့ကလာပြီးတော့မှဆွဲပြီးတော့မှပြောတာအဲ့တော့ကျွန်တော်အကုန်လုံးကဒီဟိုစဉ်းစားဉဏ်ရှိတဲ့လူတွေအများကြီးရှိတဲ့အတွက်ကျွန်တော်တို့တွေကစဉ်းစားလိုက်လို့ရှိရင်ဟာငါတို့စစ်တပ်နဲ့စစ်တပ်နဲ့မပေါင်းညီလို့လွတ်မြောက်အောင်တိုက်တာပေါ့ဗျာစစ်တပ်နဲ့ပေါင်းညီမှပြင် အာရခနဲ့တော့ AA ဆိုလို့ရှိရင်စပြီးတော့မှအာနာသိမ့်တဲ့အချိန်မှာတိုက်ပွဲတွေမဖော်ဆောင်သေးဘဲနဲ့သူ့ရဲ့ limit ပြအောင်လို့လက်နဲ့ခဲရန်လူကြည်ကြည်လေးလေးတိုးတိုးတိတ်တိတ်စူးစီးပြီးတော့မှငါတို့ဘယ်လိုပြောရအောင်ငါတို့တက်လုံကချင်းမော်တက်လို့ရတဲ့တက်လုံဖြစ်ပြီးငါတို့တွေအဆင်ပြေပြီဆိုတဲ့အချိန်ကျမှချင်းမော်ဝုန်းကနေတက်လာပြီးတော့မှတက်ပြီးတော့မှအလဲထိုးတာပေါ့နော်အဲ့တော့ကျန်တဲ့ NCA သွားတဲ့ဘဘကြီးများလည်းဒါစဉ်းစားတင့်နေဆိုတဲ့ဟာလေးကိုပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့ ်ဒါလာရောက်ဂါရဝါဘျူးတွေ့ဆုံဆိုတဲ့ဇာတ်ကြီးကတော့တွတ်တက်တဲ့လူတွေအတွက်တော်တော်ရိုင်းပါတယ်နော်တော်တော်ရိုင်းပါတယ်ခင်ဗျားတို့တော့မသိဘူးကျွန်တော်တို့ဘေးကမြင်ရတွေ့ရကြားရဖတ်ရတဲ့လူတော်မှာပဲခင်ဗျားတို့ကိုယ်သာဖင်ချင်းတယ်လူတော်ပြောကျင်တာဗောနော်ခင်ဗျားတို့ကိုယ်သာဖင်ချင်းတယ်လူတော်ပြောကျင်တယ်ဗောအဲနောက်တစ်ခုကတော့ဒါစတားလင်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့စတားလင်တွေကိုအဲဒါလိုက်ပြီးတော့မှပိတ်ဖို့အခြေအနေရှိနေတဲ့အတွက်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ slogan ကစားအဲ့ဒီ network ကိုသုံးပြီးတော့မှ slogan ကစားတာတွေပါလေမလုံးမိဘူးပေါ့နော်မလုံးမိဘူးဒါလေးနဲ့ပတ်သက်ပြီးတော့လေပြောချင်ပါသေးပြနောက်တစ်ခုကတော့ဒါကျွန်တော်တို့ကိုယ်တိုင်အနောက်ချမ်းမှာနာအေးနေတဲ့နေရာကနည်းနည်းပူပူဆူဆူကြက်သိန်းနှွေးလေးတော့ဖြစ်လာပြီပေါ့နော်ကြက်သိန်းနှွေးဖြစ်လာပြီးတော့မှနောက်ပိုင်းမှာတော့ဒါပေါ့ပွက်ဆူအခြေအနေထိဖြစ်အောင်လို့ဒါကျွန်တော်တို့ဆက်ပြီးတော့မှဒါဘိုးတိုင်အနောက်ချမ်းသားကြီးလေဆက်ပြီးတိုက်ခိုက်နိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ ညှော်လင့်ပါရဲဆိုတော့ပြောကြရင်လည်းရောဇကဝိုင်းလေးကိုညီကုန်းချုပ်ပါရဲဗျအားလုံးပဲကျေးဇူးတင်ပါတယ်